ားလုံးပဲမင်္ဂလာပါလို့သခင်ယေရှုနာမ၌နှုတ်ခွန်းဆက်တတ်ပါတယ်ဒီနေ့ဗုဒ္ဓဟူးနေ့ည online အနေလွတ်နေကြပေါ့နော်ကျမတို့နှုတ်ကပတ်တော်တည်င်းစကားကိုဒီနေ့ကျမအနေနဲ့ဖျားဖွင့်ပြတယ်နှုတ်ကပတ်တော်အနေငယ်ဝင်ငှချင်တာဖြစ်ပါတယ်လို့စီဦးစွာဖျားသခင်ကဒီနေ့ထိတောင်အသက်ရှင်ခွင့်ပေးတယ်ဖျားသခင်ကကျမတို့နဲ့အတူပါရှိတယ် ကျမတို့ရဲ့လှုပ်ဆောင်လေသွားလေတိုင်းနေရာတိုင်းမှာသူရဲ့သူနဲ့အတူပါရှိခြင်းနေမြင်သူရတဲ့အခွင့်ပေးတဲ့ဖရာသခင်နာမတော်ကပါဆက်ဆက်ဘုံကြီး၍မင်္ဂလာရှိပါစေဒီနေ့ကျမဝေငှချင်တဲ့ကျမ်းပိုက်အနည်းငယ်ကျမအရင်ဆုံးဖတ်ချင်ပါတယ် ရှင်ယောဟန်ခရစ်ဝင်အခန်းကြီး15အခန်းငယ်16ခခွဲပေါ့နော်ငါနာမကူအမိပြု၍ခမဲတော်မှာသုံးသမျှတို့ကိုရမိအကြောင်းတင်တို့ကိုငါခံထား၏နောက်တစ်ခေါက်ပြန်ဖတ်ခြင်းနဲ့ငါနာမကူအမိပြု၍ခမဲတော်မှာသုံးသမျှတို့ကိုရမိအကြောင်းတင်တို့ကိုငါခံထား၏နောက်ကျမ်းပိုက်တစ်ပိုက်ဖတ်ခြင်းနဲ့ဟေဘဲအခန်းကြီး3အခန်းငယ်1ခခွဲ ယေရှုဒီမိမိကိုခံထားတော်မူတော်သူဤအမှု၌တစ္ဆာဆုံးတော်မူ၏ဟေဘေအခန်းကြီး3အခန်းငယ်2ခခွဲယေရှုဒီမိမိကိုခံထားတော်မူတော်သူဤအမှုတော်၌တစ္ဆာဆုံးတော်မူ၏အရောက်စီတိုင်းဖျားသခင်ကောင်းချီးပေးပါစေနှုတ်ကပတ်တော်အားဖြင့် တီးရတယ်ကျမတို့ယုံကြည်သူသားသမီးအယောက်စီတိုင်းကိုဖရာသခင်ကဘာအတွက်ခေါ်ထားတလဲဆိုရင်ဒီကျမ်းပိုက်ကိုဖတ်တဲ့ခါမှာဖရာသခင်ကကျမဘာဖွင့်ပြလဲဆိုရင်ယုံကြည်သူတိုင်းကိုဖရာသခင်ကနော်စုတုံးဖို့ရန်အတွက်ခံထားတာဖြစ်တယ် စုတောင်းခြင်းဆိုတာကဘာလဲစုတောင်းခြင်းဆိုတာကကျမတို့ဖယားသခင်အသက်ရှင်တဲ့ဖယားသခင်နဲ့စကားပြောခြင်းဖြစ်တယ်။နေ့အစဉ်တိုင်းမှာကျမတို့အသက်ရှင်တဲ့ဖယားသခင်နဲ့စကားပြောဖို့ရန်အတွက်သင်ကိုခံထားတာဖြစ်တယ်။အဲ့ဒါကြောင့်သင်မှာကြီးမားတော့လုပ်ငန်းကြီးမားတော့အလုပ်ရှိတာဖြစ်တယ်လို့ကျမတို့ရဲ့အသက်တာမှာနော်တခါတလေမျောလင်းခြင်းမဲ့နေတဲ့ချိန်မှာငါဘာလုပ်ကမလဲမသိတဲ့ချိန်မှာ ဖယားသခင်ကတင့်ကိုစုတုံးဖို့ရအတွက်ခံထားတယ်ဆိုတာသဘောပေါက်ပါတခါတလေညမှာပေါ့နော်မနေ့နှစ်နာရီသုံးနာရီလောက်ထူပြီးအဲ့လို့မရတော့ဘူးအဲ့လိုမျိုးဆိုရင်လေဖယားသခင်ကတင့်ကိုနိုးနေတာဖြစ်တယ် ချက်ချင်းထူဖရာသခင်နဲ့စကားပြောဖို့ရန်အတွက်ကျမတို့စုတောင်းဖို့ဖြစ်တယ်ဆိုရရပါတော့အရင်ဦးဆုံးပြောပြခြင်းနဲ့ခမေးတော်မှာသုံးသမျှတို့ကိုရမိအကြောင်းတင့်ကိုငါခံထားတယ်ဘယ်သူစီမှာသုံးရမလဲဆိုရင်အသက်ရှင်တဲ့အဖခမေးတော်စီမှာစုတောင်းဖို့ရန်အတွက်တင့်ကိုခံထားတာဖြစ်တယ်ပြန်ဘတူကခံထားလဲဆိုရင်သခင်ယေရှုဖခင်ကခံထားတာဖြစ်တယ်ဟေဘဲနိခုနကျမတို့ပြောတဲ့အတိုင်းပဲဟေဘဲအခန်းကြီး၃အခန်းငယ်နိခခွဲထဲမှာ ယေရှုတည်းတဲ့မိမိကိုခံထားတော်မူသောသူတို့၏အမှုတော်၌တစ္ဆာဆောင်တော်မူ၏ကျမတို့ဖယားသခင်စီမှာသုံးလျှောက်တဲ့အရာတွေနော်ဖယားသခင်နဲ့စကားပြောမိတ္တဟာရဖွဲ့အကျွမ်းဝင်ပြီးတော့မိတ္တဟာရဖွဲ့ပြီးတော့ဆုတောင်းတဲ့အရာတွေဖယားသခင်ကဒီအပေါ်မှာအမှုထားတယ်ဆိုတာသိရတာဖြစ်တယ်လေထဲမှာကျမတို့စုတောင်းတဲ့ຢာတွေပျောက်သွားတာမဟုတ်ဘူး။ဖယားသခင်ကမှတ်သားပေးတာဖြစ်တယ်။နော်တစ္ဆာရှိစွာနဲ့ သူကကျမတို့ရဲ့အမှုကို စုတောင်းတဲ့အရာအားလုံးကိုစိတ်ဝင်စားတဲ့ဖရားဖြစ်တယ်။စုတောင်းခြင်းအပေါ်မှာတကယ်ပဲကျမတို့ကို အကောင်းဆုံးနော်ရရှိခြင်းနဲ့တစ္ဆာဆုံးနဲ့တစ္ဆာနဲ့တရားနဲ့ပေါ့နော်ကျမတို့ကိုအမေရန်စုတောင်းတဲ့အမှုအပေါ်မှာသခင်ယေရှုဖရားက တီးတယ်မမိတယ်ဘယ်စုကိုတုံးတယ်လဲဆိုတာတီးတယ်ဖရားဖြစ်တယ်ဆိုတာအရင်ဆုံးပြောပြချင်တာဖြစ်ပါတယ်လို့အဲဒီနေ့ရှင်လူကအခန်းကြီး15ထဲမှာကြီးတဲ့ခါမှာသခင်ယေရှုဖရားရဲ့ဥပမာစကားအနေနဲ့ပြောသွားတဲ့အရာလေးကျမဒီအရာဖယင်းနဲ့ဖရားသခင်ကကျမကိုဘာဖွင့်ပြတယ်လဲဆိုရင်ဒီထဲမှာဘာတွေ့ရလဲဆိုရင်ပျောက်တဲ့အရာတွေပေါ့နော်ပျောက်တဲ့အရာတွေကိုတွေ့ရတာဖြစ်တယ် အဲ့ဒါကြောင့်ကျမတို့ဒီအရာအတွက်စုတောင်းဖို့ရန်အတွက်ဖရာသခင်ကအခုတလောပေါ့နော်ကျမကိုတအားစကားပြောတာဖြစ်တယ်ဒီအရာဝင်ငှချင်တာဖြစ်တယ်နမတိကဘာတွေ့ရလဲဆိုရင်ရှင်လူကအခန်းကြီး15ထဲမှာပေါ့နော်ပထမဦးဆုံးပျောက်တဲ့အရာတစ်ခုရှိတယ်ဒါကဘာလဲဆိုရင်ပျောက်တော့ငွေငွေတင်းကနော်အမျိုးသမီးတယောက်ကတဲ့ငွေတင်းကပြဆယ်ပြရှိတယ်တဲ့တပြားကိုပျောက်သွားတယ်တဲ့အဲ့တပြားပျောက်သွားတဲ့ခါမှာတဲ့နော်မတွေ့အောင်ရှာပြီးမှ တွေးတဲ့ခါမှာတအားဝန်းတာတဲ့ခါမှာတဲ့အိမ်နင်းချင်းတွေကိုပြောပြတယ်ဆိုတာပေါ့နော်တွေးရတာဖြစ်တယ်ဟိုအရင်နှောင်းကပေါ့နော်ဟေဘဲလူမျိုးတွေအရင်နှောင်းကသူတို့အမျိုးသမီးတွေအိမ်ထောင်ကြတဲ့ခါမှာ သူတို့လေပင်မှာငွေတင်းကားပြားဆယ်ပြားအမဲရန်ဆွဲထားတာဖြစ်တယ်။ဆယ်ပြားပြည့်ဆွဲထားတဲ့လူကဒါကအပြူမဟုတ်တော့ဘူးပေါ့နော်။အူဖြစ်တယ်ဆိုတဲ့သတ်မှတ်ချင်းခံရတယ်။မထင်မှတ်တဲ့တစ်ချိန်မှာအဲ့အမျိုးသမီးကအဲ့ငွေတင်းကားတပြားကိုပျောက်သွားတာ။အာသူခင်မုန်းနဲ့ဟိုတိတော့မှလည်းအရန်ဆိုးရင်လေ။အရာနဲ့ तू မတွေ့တွေ့အောင်တပြက်စီးတည်းလဲဘယ်နာကြတယ်လဲဆိုတဲ့အရာပေါ့နော် तू အဲ့လိုစဉ်းစားတယ်တဲ့ အဲ့ချိန်မှာတင်းငွေတင်းကားကရှိတဲ့နေရာကနေအေးငါဒီမှာရှိပါတယ်ဆိုပြီးတော့မပြောပါဘူးဒီအရာဖယားသခင်ကကျွန်မကိုဘာဖွင့်ပြတယ်လဲဆိုရင်တင်းငွေတင်းကားကတက်မဲ့ဖြစ်တယ်အတန်မထွက်ဘူးငါဒီမှာရှိတယ်ဟဲ့ဆိုတဲ့သခင်ကိုပြန်ပြီးတော့မပြောတတ်ဘူးဖြစ်တယ်အဲ့ဒါကြောင့်ဒီတက်မဲ့ဖြစ်တဲ့ငွေတင်းကားကဘာကိုပုံစံတယ်လဲဆိုရင်နော်အခုပျောက်ဆုံးနေတဲ့ဝိညာဉ်နော်ပျောက်ဆုံးဝိညာဉ်တော့ဝိညာဉ်တွေပေါ့နော် ်ပျောက်ဆုံးနေတဲ့ဝိညာဉ်တွေကိုပုံစံတာဖြစ်တယ်။အဲ့ဒါကြောင့်နံပါတ်၁အနေနဲ့ပျောက်ဆုံးနေတဲ့ဝိညာဉ်တွေအတွက်သက်မဲ့ဖြစ်နေတဲ့သက်မဲ့ဖြစ်တာဖြစ်တယ်။သူတို့အသက်ရှင်ပြီးမဲ့ဖရားရဲ့အမြင်မှာတော့ဖရားကိုမသိကေတင်ပိုင်ရှင်ကိုမသိပဲနဲ့ပျောက်ဆုံးနေတဲ့เนาะဒီပျောက်ဆုံးသောဝိညာဉ်တွေကိုပုံဖော်တာဖြစ်တယ်။အဲ့ဒါကြောင့်ကျမတို့နံပါတ်1အနေနဲ့ဘာအတွက်ကျမတို့စုတောင်းရမလဲဆိုရင်ပျောက်ဆုံးနေတဲ့ငွေဒင်းကားလို့ပေါ့နော် ဲတက်မဲ့ဖြစ်တဲ့အရာတွေကိုသခင်ထံရောက်ဖို့ရတဲ့ကျမတို့ပြောပြဖို့လိုတယ်နော်သင်မပြောရင်ဘသူကကြားမှာလဲမကြားရင်ဘသူကယုံနိုင်မလဲဆိုတဲ့အရာပေါ့နော်ကျမတို့ပထမပြောပြဖို့လဲလူတလူစုတောင်းခြင်းအပြင် ကျမတို့ဒီပျောက်ဆုံးတော်ဝိညာဉ်တွေအတွက်မျက်ရည်ချလက် မျိုးစည်ဂျေရောသူဟာတဲ့ရှင်လန်းစွာစပားရိတ်လျက်ပေါ့နော်ကောက်လိုက်စုံလဲပြန်လာမယ်ဆိုတဲ့ဇာလန်ထဲမှာလဲဇာလန်ဆရာကရေးထားတဲ့အတိုင်းပဲကျမတို့ဒီပျောက်ဆုံးတဲ့ဝိညာဉ်တွေအတွက်နံပါတ်1တကယ်စုတောင်းပေးဖို့လိုတာဖြစ်တယ်။ဟာလေလုယာအဲ့ဒါကြောင့်ပျောက်ဆုံးသောဝိညာဉ်တွေအတွက်စုတောင်းခြင်းဟာဖရာသခင်ကဒီအမှုပေါ်မှာတစ္ဆာဆုံးမှာဖြစ်တယ်။သခင်ယေရှုဖရာကဆုံးမပေးမှာဖြစ်တယ်ဆိုရရင်ပျောက်ဆုံးသောဝိညာဉ်တွေအတွက်ဘယ်နှခါစုတောင်းပေးပြီလဲ။နော် ဒီပျောက်ဆုံးသောဝိညာဉ်တော်ဝိညာဉ်ဒီအတွက်စုတောင်းပေးဖို့ရန်အတွက်ဘုရားသခင်ကတင့်ကိုခံထားတယ်ဆိုတာနံပါတ်1ပြောပြခြင်း ਨੇ နံပါတ်2ဘာကိုတွေ့ရလဲဆိုရင်ပျောက်တော်သူเนาะပျောက်တော်သူပျောက်တော်သူကအဲ့မှာဥပမာသခင်ယေရှုပြောရရာတူးတရာရှိတယ်တူးတကုံကပျောက်သွားတယ်เนาะတူး99ကုံကိုထားခဲ့ပြီးတော့ပျောက်သွားတဲ့တူးတကုံကိုလိုက်ရှာတယ်ဆိုတာတွေ့ရတယ်တူးဆိုတာကသက်ရှိဖြစ်တယ် တခင်ကိုတည်တယ်တခင်အတန်ကိုလည်းကြားတယ်ဒါပေမဲ့သူကဘလို့ပျောက်တယ်လဲဆိုရင်နော်ကျူညိပြီးသူသူရဲ့ကိုခန္ဓာတစ်ခုလုံးမှာပေါ့နော်ခြုံပုတ်ထဲမှာညိပြီးတော့ထွက်လို့မရနိုင်အောင်ပေါ့နော်လမ်းပျောက်နေတဲ့သူလေးဖြစ်တယ်။အော်ရဲသူမှာအသက်ရှိတဲ့အတွက်ကြောင့်အော်ရဲတခင်တခင်ဒီမှာရှိတယ်ဒါပေမဲ့ထွက်လို့မရဘူးအိမ်ပြန်လမ်းကိုမတိတော့ဘူးဒီသူက ကျမတို့ယုံကြည်သူအသက်တာထဲမှာပျောက်တော်သူကဲ့သို့အသက်တာနဲ့အသက်ရှင်တဲ့လူလည်းအများရှိတယ်။အခုကျမတို့တိုင်းနိုင်ငံမှာလည်းပြောမယ်ဆိုရင်လူငယ်တော်တော်များများဒီသူကလေးကဲ့သို့ပေါ့နော်။သခင်ကိုတိပိမဲ့ဘယ်လူထွက်ပေါက်ဘယ်လူရှာရမှမသိဘဲနဲ့ပေါ့နော်။အနာကပျောက်တဲ့လူလည်းရှိတယ်။နော်မျောလင်းချစ်တွေပျောက်ဆုံးနေတဲ့သူလည်းရှိတာဖြစ်တယ်။ဒီလူမျိုးမျောလင်းချစ်တွေပျောက်ဆုံးနေတဲ့နော်ကဲ့သို့မရှိတဲ့တနည်းအားမှာ तू မောပန်းပြီးတော့သခင်ကိုတော့ခေါ်ရှာတယ်ဒါပေမဲ့ तू မထွက်လာမရှိဘူးနောက်ဆုံးတော့ဒီလူမျိုးအခြေအနေဖြစ်တဲ့ချိန်မှာလည်းဘုရားသခင်ကပြစ်မထားပါဘူး hallelujah ပြစ်မထားဘဲနဲ့ရှာတဲ့ဘုရားဖြစ်တယ် तू သခင်ကအေးငါ तू ဘယ်မှာရှိလဲဆိုလိုက်ရှာတဲ့ချိန်မှာ तू ကလေးကဘာပြောလဲငါဒီမှာရှိတယ်အတန်ပြီးတဲ့ခါမှာတကယ်ပဲ तू သခင်နဲ့ तू ကိုပြန်တွေ့ပြီးတော့မလုပ်လဲအနာရီစီးပြီးတယ်နော် ပြီးရင်ညနေတဲ့ခြုံတွေဖယ်ပြီးပြီးတော့ပခုံးပေါ်ထမ်းပြီးတော့အိမ်ပြန်သွားတယ်ဆိုတာသူရတာဖြစ်တယ်ဒီကနေ့ကျမတို့ပျောက်ဆုံးတော့နေတဲ့သူကလေးလိုပဲမျောလင်းချင်းမဲ့နေပန်းတိုက်ပျောက်နေတဲ့လူတွေနော်ရှေ့ဆက်ရမယ့်အနာဂတ်ကိုဘယ်လိုလုပ်ဆောင်ရမလဲဆိုတာမတိတဲ့လူမြောက်များစွာဖယားသခင်ရှိတာဖြစ်တယ်အားမငယ်ပါနဲ့သင်ကိုဒီထွက်မြောက်ရလမ်းဖို့ ကိုဖရာသခင်ကပြင်ဆင်ပေးมาဖြစ်တယ်။တင်းရဲ့အနာဂတ်ကိုပိုင်ဆိုင်တဲ့သူကဖရာသခင်ဖြစ်တယ်ဆိုတာကျွန်မအားပေးချင်တာဖြစ်တယ်။ဒီလိုမျိုးပဲကျွန်မတို့ယုံကြည်သူတွေဒီလိုရှိနေတဲ့သူသူကဲ့သို့ပြောင်းနေတဲ့သူအသက်တာလွတ်မြောက်ဖရာသခင်ကတင့်ကို ခွဲခတ်မှတ်သားထားပြီးတယ်ဆိုတဲ့အရာနံပါတ်1အနေနဲ့ဒီအရာတွေအတွက်ကျွန်မတို့ဆုတောင်းပေးနိုင်ဖို့ရန်အတွက်ပြောပြချင်တာဖြစ်ပါတယ်။နံပါတ်3ဘုသူ့အတွက်ဆုတောင်းပေးရမလဲဆိုရင်ပျောက်တော့တာငဲ့ နော်အမပျောက်တော့သားငယ်အကြောင်းတွေ့ရတာဖြစ်တယ်ကျမတို့ခဏခဏလဲကြားပြီးသားအရာဖြစ်တယ်ဒါပေမဲ့အတိတ်တဖန်ဘုရားသခင်ကကျမတို့ဘာဖွင့်ပြလဲပျောက်တော့သားငယ်ကဘလို့လဲသူကနော်သူ့ရဲ့အဖေစီကနေအမွေရရမဲ့အမွေ အားလုံးကို သူသုံးတယ်သူအဖေလဲပေးတယ်တခါတလေကျမတို့ရဲ့ဘုရားသခင်စီမှာလဲစုသုံးတဲ့ຢာတွေဘုရားပေးတဲ့ຢာတွေအများကြီးပဲ နော်ဖယားကောင်းကြီးတွေအများကြီးခံစားတဲ့ချိန်မှာဖယားကိုကြောခိုက်ပြီးတော့ကျမတို့ထွက်သွားနေတဲ့ချိန်ကိုယ့်ရဲ့ဖယားရဲ့ကောင်းကြီးတွေနဲ့ပျော်နေတဲ့ချိန်ပေးပိုက်အပေးပိုက်တဲ့ဖယားသခင်ကိုမေ့ပြီးတော့ကျမတို့ဖယားရဲ့ကောင်းကြီးတွေနဲ့ပျော်ရွှင်နေတဲ့ဆိုရင်ဒီပျောက်တော့ဒါငယ်ကဲ့တော့ကျမတို့အသက်တာရောက်နေတာဖြစ်တယ်။အဲ့ဒါကြောင့်ကျမတို့ဒီပျောက်တော့ဒါငယ်ကနော်သူပိုက်ဆိုင်သမျှအားလုံးကိုမလုပ်လဲဖြုံးနေ မကုံမချင်းသုံးတယ်ထတ်ရှာတယ်ဆိုတာသူ့မှာမရှိဘူးထတ်ပေးမဲ့သူ့ရဲ့အဖေစီကနေလေဘာလဲသူထွက်လိုက်ပြီပေးမဲ့သူလည်းမရှိဘူးထတ်လဲသူထတ်လဲမရှာဘူးတဖေးဖေးနဲ့သူရှိသမျှပစ္စည်းဥစ္စာကကုန်သွားတာဖြစ်တယ်အဲ့ချိန်မှာအဲ့ပင်သူရောက်တဲ့ပေမှာအစာခေါင်းမချင်းလဲဖြစ်ရောသူပူပြီးတော့ဒုက္ခရောက်တယ်ဘာလို့ကမှမသိဘူးအဲ့ဒါနဲ့အဲ့မှာရှိတဲ့ အိမ်တအိမ်မာတဲ့သူအလုတ်လုတ်တယ်ဘာအလုတ်လဲဆိုရင်ဝက်ကြောင်းတဲ့အလုတ်လုတ်တယ်အဲ့ချိန်မှာ तू तू ပြန်စင်းစားတယ်အိုးငါအဖေအိမ်မှာဆိုရင်ကျွန်ခံနဲ့ကျွန်ဒီတော့နဲ့တော်တော်အစားကောင်းကောင်းစားရတယ်ပေါ့နော်ငါမဒီမှာဝက်စာတွေတော့ငါစားချင်တဲ့အစင်ရှိပါလားပဲတီးတော့ကိုတော့ငါစားချင်တဲ့အစင်ရှိပါလားဆိုပြီးတော့သူ့ဟာသူသူ့အဖေကိုပြန်ပြီးတော့အဲ့ချိန်မှာတတိယရာဖြစ်တယ် အဲ့ချိန်မှာသူ့အဖေကတော့လိုက်ပြီးတော့မရှာပါဘူးဒါပေမဲ့နေတိုက်တူရဲ့တကားနာကနေတကားဖွင့်ပြီးတော့ငါအဖေဘယ်တော့ပြန်လာမလဲနော်အော်ငါသားလေးဘယ်တော့ပြန်လာမလဲဒီမှာအဖေဆုံးနေတယ်ဆိုပြီးတော့နေတိုက်တူမျောနေတာဖြစ်တယ်အဲ့လိုမဲ့ဖရာသခင်ကကျမတို့အသက်တာမှာသူကဘာဖြစ်လို့မျောနေတယ်လဲဆိုရင်ဒီပျောက်တော့သားငယ်ကပြန်လန်းကိုတိတာဖြစ်တယ် သူကြတော့ပြန်လမ်းမသိတဲ့အတွက်ကြောင့်နော်ဖရာသခင်ကိုယ်တိုင်လိုက်ရှာတယ်သူသခင်ကိုယ်တိုင်လိုက်ရှာပြီးတော့အနာဒီစီးပြီးတော့ပြန်ယူသွားတာဖြစ်တယ်ဒါပေမဲ့ပျောက်တော့တားငယ်ကြတော့ဘာဖြစ်လို့သူ့အဖေကမရှာဘူးလဲဆိုရင်အပြန်လမ်းကိုတည်တာဖြစ်တယ်ဘယ်အနာကနေဘလို့ပြန်မလဲဆိုတော့သူ့ရဲ့အဖေအိမ်တည်တဲ့အတွက်ကြောင့်သူ့အဖေကမရှာဘူးဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူအသက်တာမှာလေဒီပျောက်တော့တားငယ်ကဲတော့နော်ဖရာအကြောင်းလဲမသွားချင်တော့ဘူး နှုတ်ကပတ်တော်ဓမ္မကျမ်းစာလည်းမဖတ်တော်ဘူးစုလည်းမသုံးတော်ဘူးเนาะကိုယ့်ရဲ့ဝိညာဉ်ဝိညာဉ်ခွန်အားရမဲ့ရာတွေအထဲမှာရှိတဲ့ဝိညာဉ်အစာကျွေးမဲ့ရာတစ်ခုမှမကျွေးတဲ့ခါမှာဒီဝိညာဉ်ကပိန်ချုံပြီးတော့တဖေးဖေးနဲ့စိတ်ဓာတ်ကြတယ်တဖေးဖေးနဲ့အဲဘာလဲရှိအနာကအတွက်မသွေးနိုင်တော့ဘူးဒါပေမဲ့ဖခင်เจ้าဘလို့သွားမလဲလမ်းလဲတည်တယ်เนาะဘသူစီမှာ ဒီနှုတ်ကပတ်တော်တည်င်းစကားနားထောင်ရမလဲဆိုတဲ့အရာလဲတိတဲ့အရာအဲ့လိုမျိုးအချိန်နေကိုယ့်ရဲ့ဘဝရောက်တယ်ဆိုရင်တော့သခင်ယေရှုဖရာကမရှာတော့ပါဘူးနော်ခုနပျောက်တော့တားခဲ့တော့ဗောနော်တားတားငယ်သူ့အဖေကဘယ်ချိန်မှပြန်လာမလဲဆိုတဲ့အရာကိုတိတဲ့ဖရာဖြစ်တယ်အဲ့ဒါကြောင့်ကျမ်းစာတစ်ပိုက်ဖတ်ခြင်းနဲ့ဆာလံ၁၄ခုမြောက်တော့ဆာလံအပိုက်ငယ်၃ထဲမှာနော် 14ခုမြောက်တော့ဆာလာအပိုက်ငယ်၃ထဲမှာလူအပေါင်းတို့ဒီလမ်းလွဲကြပြီးတနည်းတနွတ်တည်းဆွေးမြေ့ယူယွင်းခြင်းရှိကြ၏။ကောင်းသောအကျင့်ကိုကျင့်တော်သူမရှိတယောက်မျှမရှိ။ကောင်းသောအကျင့်ကိုကျင့်တဲ့သူတယောက်မျှမရှိဘူးတဲ့။လူအပေါင်းတို့ဒီလမ်းလွဲကြပြီးတနည်းတနွတ်တည်းလမ်းလွဲကြပြီးတဲ့။ ပြီးရင်စန်းစာတပိုက်ထပ်ဖတ်ခြင်း ਨੇ 34ခုမြောက်တော့စာလံအပိုက်ငယ်18ထဲမှာဗာရေးထားလဲဆိုရင်34ခုမြောက်တော့စာလံအပိုက်ငယ်18ထဲမှာထာဝရဖျားသည်ကျူးပဲ့တော့စိတ်ရှိတော့သူတို့နဲ့နှလုံးကြည်ကွဲတော့သူတို့ကိုနေတော်မူ၏။နှုံသားရှိ၍စိတ်နှိမ်ချတော့သူတို့ကိုလည်းကေတင်တော်မူ၏။နှလုံးကြည်ကွဲတော့သူတဲ့နေတဲ့ဖျားဖြစ်တယ်။ပြင်နှုံသားစိတ်ရှိတဲ့သူကိုလည်းကေတင်နိုင်တဲ့ဖျားဖြစ်တယ်။ ပျောက်တော့တားငယ်ကသူဝတ်ချောင်းတဲ့အချင်းနေရောက်တဲ့ချိန်မှာသူကတကယ်ပဲနုံတတရားရတယ်သူအဖေအိမ်ကိုပြန်ဖို့ရန်အတွက်သူဆုံးဖြတ်ချက်ချတယ်အဲဆုံးဖြတ်ချက်ချတဲ့အတိုင်းပဲသူအဖေအိမ်ကိုပြန်သွားတာဖြစ်တယ်ဘလို့ပဲဖြစ်ဖြစ်ငါပြန်မယ်ဆိုပြီးတော့အသွေးဝင်လာတဲ့ချိန်မှာဒါကနုံတတရားလို့ခေါ်တာဖြစ်တယ်အဲ့ဒါကြောင့်နုံတတရားနဲ့သူအဖေအိမ်ပြန်တဲ့ခါမှာ သူအဖေကတကယ်ပဲသူ့ကိုကြိုးဆိုတာဖြစ်တယ် နော်ပွိဖက်တယ်နှမ်းစောနေပြီမဲ့သူ့အဖေကပွိဖက်တယ်အကောင်းဆုံးဝတ်တုံးနေလဲပေးတယ်ပြီးရင်သူ့အတွက်ပွေးလှုပ်ပေးတာဖြစ်တယ်အဲ့ဒါကြောင့်ဖယားသခင်ကနှလုံးကြည်ခွဲတော်သူတွေကျိုးပဲ့တော်စိတ်ရှိတော်သူတွေနှုံသားရတော်သူတွေကိုကဲတင်နိုင်တဲ့ဖယားဖြစ်တယ်အဲ့လိုမျိုးပဲကျမတို့အသက်တာမှာလဲနော်ပျောက်တော်သားငယ်ကဲတော်ဖြစ်တယ်ဆိုရင် ကျမတို့ တကယ်ပဲနှုံတတရားနဲ့ဖခခမေတော်စီမှာ ပြန်လာဖို့လိုအပ်တာဖြစ်တယ်။ဒီလူမျိုးရှိတဲ့သူတွေအတွက်လည်းကျမတို့စုတောင်းပေးခြင်းအားဖြင့်ကျမတို့ဘာဝင်ဖို့ရတဲ့ဘုရားသခင်ကခံထားတယ်ဆိုတဲ့ရလဲပြောပြချင်တာဖြစ်ပါတယ်။နောက်တစ်ခုကပျောက်တော်သားကြီး။เนาะပျောက်တော်သားကြီးလည်းဘာဖြစ်လဲ။ကျမပျောက်တော့သားကြီးလို့ပြောတဲ့ခါမှာစံစာထဲမှာတော့ကျမတို့တိတာကပျောက်တော့သားဆိုရင် တားငယ်ပဲထင်ခဲ့တယ်ပေါ့နော်။ဒါပေမဲ့ကျွန်မဖျားသခင်ကဘလူနားလဲစီတလဲဆိုရင်တားကြီးလဲပျောက်နေတယ်ပေါ့နော်။တားကြီးလဲပျောက်နေတယ်။ဘာဖြစ်လို့ဆိုအိမ်တော်မှာနေပြီးတော့ဗာလဲသူ့ရဲ့ပိုင်ဆိုင်မှုကိုမသိဘူးဖြစ်နေတယ်။နော်။အဲ့ဒါကြောင့်သူ့မှာလဲပျောက်တာဖြစ်တယ်။ဘာဖြစ်လို့ပျောက်တယ်လဲဆိုရင်အိမ်ပြန်လာတဲ့ခါမှာ၃00နေသူပင်ပင်ပန်းပန်းနဲ့သူအဖေစကားကိုနေ့တိုင်းမှာနားထောင်ပြီးတော့ပင်ပန်းဆိုရနဲ့ လှုပ်ပြီမဲ့အိမ်ပြန်လာတဲ့ခါမှာပွဲဒီအကြီးအကျယ်ကျင်းပတဲ့ခါမှာသူစိတ်ထဲမှာဘာဖြစ်လဲဆိုရင်ဟာဒါပါပွဲလေဘာလှုပ်ကြတာလဲအိမ်မှာဘာအစီအစဉ်တွေရှိကြလဲပေါ့အဲ့လိုမေးတဲ့ခါမှာနော်သူငယ်သားတယောက်ကသူ့ကိုပြောတယ်တင်းရဲ့နေလေးပြန်လာပြီအဲ့ဒါကြောင့်အဖေကအရန်ဝန်တာလို့သူ့အတွက်နွားဆူဖြိုးတဲ့နွားကလေးတကောင်ကိုတတ်ပြီးတော့ပွဲလို့ပေးတယ်ဆိုပြီးတော့ပြောတာဖြစ်တယ်အဲ့ချိန်မှာသူ့စိတ်ထဲမှာဘာဝင်လဲဆိုရင်တကယ်ပဲ ဝမ်းမြောက်မနေဘူးเนาะစံစာထဲမှာဝမ်းနေတော့သူနဲ့အတူဝမ်းနေပါဝမ်းသာတော့သူနဲ့အတူဝမ်းသာပါလို့ဘုရားသခင်ကသွန်သင်ခဲ့တဲ့နှုတ်ကပတ်တော်ဓမ္မစံစာရှိတာဖြစ်တယ်။ဒါပေမဲ့သူကမပျော်ရွှင်နိုင်ဘူးဝမ်းမတာနိုင်ဘူး။ဘာဖြစ်လို့ဒီလောက်ဆူးရွားနေအဆူးသွမ်းနေတဲ့ငါနေကူမှပြန်လာတဲ့ခါမှဒီလူပွဲလို့ပေးတယ်။ကျွန်တော်ကြတော့တအားလိမ်မာတဲ့တာကြီးအဖေခိုင်းသမျှလှုပ်တယ်။ အဖေနားမှာအစင်မဲနေတဲ့သူကြတော့တခါမှပွဲလဲမလုပ်ပေးပါလားဆိုပြီးတော့သူ့မှာမနာလိုတဲ့စိတ်ဝင်လာတာဖြစ်တယ်။ဒီကနေ့ကျမတို့အသက်တာပေါ်မှာလဲနော်ယုံကြည်သူတယောက်နဲ့တယောက်ကျမတို့ပြန်လဲပြီးတော့အသက်တာဆင်ခြင်ဖို့လိုတာဖြစ်တယ်။ဒီယုံကြည်သူဒီထဲမှာလဲနော်တကယ်ပဲမနာလိုစိတ်တွေတယောက်အောင်မြင်ချင်းရပြီးတယောက်ကနော်အောင်မြင်ချင်းရောက်ပြီဆိုရင်တယောက်ကမနာလိုတဲ့စိတ်အဲ့ဒါဝင်လာပြီဆိုရင်တင်တတိထားပါနော် ပြောင်းနေတာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုရင်သခင်ယေရှုဖခင်ကကျမတို့ကိုတူပိုက်ဆိုင်ထားသမျှအားလုံးလဝါကားတိုင်းမှာအသေးခံပြီးတော့ကျမတို့ရဲ့အပြစ်ကြွေးအားလုံးကိုဆက်ပေးတဲ့ဖခင်ဖြစ်ဖြစ်ဖြစ်တည်တာမကကျမတို့ကိုသူ့ရဲ့ဘုံစည်းစိမ်အားလုံးကိုပေးပြီးတော့တားအရာအမွေခံအရာမှာထားတဲ့သူအယောက်စီတိုင်းဖြစ်တာဖြစ်တယ်။ အဲ့ဒါကြောင့်ကျမတို့ဖယားသခင်သခင်ယေရှုဖယားလို့ပေးရရကိုနှလုံးသားထဲမှာယုံကြည်ပြီးတော့နှုတ်ဖြင့်ဝန်ခံတဲ့နစ်အာသင်ဟာအချမ်းသာဆုံးပုံကူတွေဖြစ်တယ်။ဖယားပိုက်ဆိုင်သမျှဖယားရဲ့ဘုံစည်းစိမ်နော်သင်ကိုပေးပေးတာဖြစ်တယ်။ဒါကိုတည်ဖို့လိုအပ်တာဖြစ်တယ်။ဟာလေလုယာအဲ့ဒါကြောင့်ကျမတို့အသက်တာမှာအချင်းအနေကြည့်ပြီးတော့အားမငယ်ပါနဲ့ ကိုယ့်ရဲ့ဖြစ်ချင်းအရာပေါ်ကိုကြည့်ပြီးတော့ခွန်အားယူတတ်ဖို့ရတဲ့အရောက်စီတိုင်းဖျားကောင်းကြည့်ပေးပါစေ။သင်ဘလို့အချင်းနေမှာတော့ဖြစ်လိမ့်မယ်။အားရစရာလည်းမရှိဘူးဖြစ်လိမ့်မယ်။ဒါပေမဲ့သခင်ယေရှုဖရာရထားပြီဆိုရင်သင်ဟာအချမ်းသာဆုံးပုဂ္ဂိုလ်၊သင်ဟာအကောင်းဆုံးသောပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာကိုဟါကိုတိလာတဲ့ခါမှာဘေသူဘေဝါမလည်းမနာလိုဖြစ်စရာအကြောင်းမရှိဘူး။ဘေသူဘေဝါမလည်းကိုထက်တာနေလို့မနာလိုစိတ် ဒီဝန်သူစိတ်ဒီသူကြတော့ဒီလိုဖြစ်တယ်ကိုကြတော့ဒီလိုဖြစ်တယ်ဆိုတာမရှိတော့ဘူးဖြစ်တယ်ကျွန်မနေမိမှာပေါ့နော်ကျွန်မအေဝံဂေလိတွေဝင်ငါတဲ့ခါမှာအရင်ဆုံးဝင်ငါပေးသားလူတွေလည်းတချို့ပြောင်းလဲတယ်ပြီးရင်တချို့တွေလည်းလိလာနေဆဲပေါ့နော်ဆိုတော့ကျမတို့လိလာနေဆဲလေးကိုလည်းဆွဲခေါ်ပေးတယ်။အိုးတခါတလေသူတို့ဒီစားစရာမရှိဘူးဆိုရင်ကျမတို့ထုတ်ပေးတဲ့ချိန်ရှိတယ်။တချို့ဟာဒီယုံကြည် ယုံကြည်တာတော့တတော်ကြနေပြီဒါပေမဲ့အခုမှလ ీల ာနေတဲ့သူကိုကျမတို့ပံ့ပိုးတဲ့ခါမှာဆရာမကသူတို့ကိုကြတော့ပေးတယ်ကျွန်တော်တို့ကိုကြတော့မပေးဘူးဆိုတဲ့စိတ်နဲ့ပေါ့နော်ဖခင်เจ้าမလာတော့တဲ့လူတွေလည်းရှိတာဖြစ်တယ်ဒါကပျောက်နေတာဖြစ်တယ်သူလည်းပျောက်နေတာပျောက်တော့သားချင်းနဲ့တူတူပဲဖြစ်တယ်အဲ့ဒါကြောင့်သူကဒီလိုဖြစ်တဲ့ကိုကြတော့ဘာမှမလုပ်ပေးဘူးဆိုတဲ့စိတ်ဝင်လာပြီဆိုရင်အဲငါဒီစိတ်ကမကောင်းဘူးဖယ်ရှားလိုက်ပါဖခင်ကြိုက်နေတဲ့တဲ့ရာက ဝန်းနေတော့သူနဲ့အတူဝန်းနေဘူးငိုကြွေးတဲ့သူနဲ့အတူငိုပေးနိုင်ဘူးနော်အခုနေလေးပြန်လာလို့ပွဲလုံးတဲ့အခါမှာသူလဲပျော်ပျော်ပါပါနဲ့အော်ငါနေလေးပြန်လာပြီဆိုပြီးတော့ကျိုးစုမဲ့အစားနော်သူ့မှာဘာဖြစ်လို့ငါကိုကြတော့ပွဲမလုပ်ပေးတာလဲဆိုတဲ့မမာနတွေဝင်လာတယ်နော်တဝန်းတူချင်းတွေဝင်လာတဲ့အခါမှာတကယ်ပဲသူ့အဖေကဘာပြောလဲဆိုရင်နော်ကြမ်းပိုက်တစ်ပိုက်ဖတ်ရအောင် ရှင်လူခအခန်းကြီး15အခန်းငယ်31ထဲမှာဘာပြောလဲအဖကလည်းငါသာတင်းဒီငါထံမှာ အစဉ်နေ၏ငါဤဥစ္စာရှိသမျှသည်တင်းဤဥစ္စာဖြစ်၏ဒီသခွန်းပဲပြောတာဖြစ်တယ်အဲ့ဒါကြောင့်ဖယားသခင်ပိုက်ဆိုင်သမျှအရာအလုံးဟာကျမတို့ကိုသခင်ယေရှုဖယားနဲ့အတူပေးပေးတာဖြစ်တာဖြစ်တယ်အဲ့ဒါကြောင့်ကျမတို့မှာအချမ်းသာဆုံးပုံကိုယ်တွေဖြစ်တယ်ဖယားရဲ့ဥစ္စာ ရှိသမျှအလုံးဟာ ကျွန်တော်ကျမတို့ရဲ့အဥ္စာတွေဖြစ်တယ်ဆိုတာလုံးဝတိတိမဲ့ဆိုရင် ကျမတို့တဝန်တူချင်းတွေလုံးဝမရှိတော့ဘူးဖြစ်တယ်ဆိုတဲ့အရာပေါ့နော်ဒီနှုတ်ကပတ်တော်အပြင်လဲခေါ်အားပေးချင်တာဖြစ်တယ်အဲ့ဒါကြောင့်ကျမတို့ဒီလိုလိုမျိုးတွေတွေ့ရင်လဲတွေ့မှာဖြစ်တယ်ကျမတို့အသက်တာမှာပေါ့နော်ဟောတယောက်ကအောင်မြင်နေပြီဆိုရင်တယောက်ကမနာလိုတာဟောတယောက်ကအဲ့လိုမျိုးပေါ့နော်အမျိုးမျိုးအဲခံစားချက်တွေမကောင်းဘူးရင်ဖွင့်တဲ့ຢာတွေလဲတွေ့မှာဖြစ်တယ် ီလိုမျိုးဖြစ်တယ်ဆိုရင်သူ့ရင်ဖွင့်တဲ့တန်တို့ကိုလည်းတခြားလူတွေကိုပြောပြဖို့မဟုတ်ဘူးတင့်ကိုဖျားသခင်ကခွဲခတ်မှတ်သားထားတာကအိုးငါသူ့အတွက်များများစုတုံးပြဖို့လိုနေပြီဆိုတာသိဖို့ရန်အတွက်အရောက်စီတိုင်းဖျားကောင်းချီးပေးပါစေဒီလူတွေအတွက်ကျမတို့စုတုံးပြဖို့ရန်အတွက်ဖျားခွဲခန့်ထားတာဖြစ်တယ်ငါနာမကူအမီပြွေခမေးတော်မှာတုံးသမျှရမိအကြောင်းတင်ကိုငါခန့်ထားတယ်လို့ပြောတာဖြစ်တယ်ဘသူစီမှာစုတောင်းရမလဲဆိုရင်ဖခမေးတော်စီမှာစုတောင်းပြီးတော့ တောင်းတမြရဖို့ရန်အတွက်တင့်ကိုငါခံထားတယ်။အဲ့ဒါကြောင့်နံပါတ်1အနေနဲ့ပျောက်ဆုံးသောဝိညာဉ်တွေအတွက်ကျွန်မတို့ချစ်ပေးတော့သူတို့အတွက်ဆုတောင်းပေးဖို့ရန်အတွက်ဘုရားသခင်တင့်ကိုခံထားတာဖြစ်တယ်။နံပါတ်2အနေနဲ့ပျောက်တော်သူကဲ့သို့မျောလင်းချင်းမဲ့နေတဲ့သူတွေနော်မရင်မရာဖြစ်နေတဲ့သူတွေပြန်လမ်းမသိတော့သူတွေအတွက်တင်ဆုတောင်းပေးဖို့ရန်အတွက်ဘုရားသခင်ကတင့်ကိုခွဲခံမတားထားတာဖြစ်တယ်ဆိုတာပြောချင်တယ်။နံပါတ်3အနေနဲ့ ပြန်လန်းကိုလည်းတည်တယ်။နော်တားငယ်လို့ပြန်လန်းကိုလည်းတည်တယ်။ဒါပေမဲ့ဒုစရိုက်ထဲမှာနော်ဖျားမကြိုက်တဲ့အရာအလုံးကိုလှုပ်ပြီးတော့ဒုစိုက်ထဲမှာကျင်လည်နေတော့ဒေါသူတွေအတွေ့ပြန်လဲပြီးတော့နောင်တတရားနဲ့ဖျားသခင်စီတိုးဝနိုင်ဖို့ရန်အတွက်တင့်မှာစုတုံးပေးဖို့ရန်အတွက်ဖျားသခင်ကခွေးခတ်မှတ်သားထားပြီးတယ်ဆိုတာပြောပြချင်တာဖြစ်တယ်နံပါတ်၄အနေနဲ့ပျောက်တော့ตาကြီးလို့ မိမတော်ထဲမှာတော့လာတယ်ဖះเจ้าမှာတော့ရှိနေတယ်เนาะဖះစကားကိုလည်းနားထောင်နေတယ်ဒါပေမဲ့ကိုကဘသူလဲဆိုတာမသိဘူးเนาะဒီလိုဒီဖြစ်တဲ့လူတွေအတွက်တင့်မှာစုတောင်းပေးဖို့ရအတွက်ဖះသခင်ကတင့်ကိုခွေခန့်မှတ်သားထားတယ်ဆိုတဲ့အရာဒီအရာလေးနဲ့ကျွန်မခွန်အားပေးချင်တာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့စံပိုက်တစ်ပတ်ဖတ်ချင်တယ်ရှမသက်ခရဝအခန်းကြီး24 အခန်းငယ်14စမတဲ့အခရုအခန်းကြီး24အခန်းငယ်14ထဲမှာဗာကြီးထားလဲဆိုရင်လူမျိုးအပေါင်းတို့အားတက်သည့်ဖြစ်မိအကြောင်းနိုင်ငံတော်နဲ့ရှင်တော်ဧဝံဂေလိတရားကိုလောကီနိုင်ငံအရရရှိသမျှတို့၌ဟောရလိမ့်မည်တို့ပြီးမှအဆုံးတွေဖြစ်လက်တမ်းအပေါ်မှာဖတ်တဲ့ခါမှာနော်နောက်ဆုံးသခင်ယေရှုဖရာကျမတို့ယုံကြည်သူအားလုံးကသခင်ယေရှုဖရာဒုတိယအကြိမ်ကြွလာဖို့မျှော်နေတဲ့သူဖြစ်တယ် နခုချိန်မှာနိုင်ငံရေးဒီမကောင်းဘူးအမျိုးမျိုးပေါ့နော်ဟိုပညာရေးစီးပွားရေးမှာအဆကြည့်မဲ့ဆိုရင်အားရစရာမရှိဘူးပေါ့နော်ဒါပေမဲ့ဒီအရာတွေဒီမသိ24ဖတ်တဲ့ခါမှာဒါဒုက္ခရဲ့အဆပဲရှိသေးတယ်ဆိုတာသူရတာပေါ့နော်တတိုင်းနဲ့တနိုင်ငံညာမြက်ပြုတ်မယ်စစ်တီကြီးညာမယ်ဒါတွေလည်းအကုန်လုံးပါပြီးသားဖြစ်တယ်မီလုံမယ်နော်ငလျင်ဒီလည်းအခု လုံနေတယ်ခဏခဏလုံနေတယ်မိငလင်လုံမယ်ပြီးရင်မေတ္တာတရားတွေခေါင်းပါလာမယ်တယောက်နဲ့တယောက်ချစ်ချင်းမရှိတော့ဘူးအလာတယ်သာသမီကမိဘတွေအပ်တယ်မိဘကသာသမီတွေအပ်တယ်တရားယုံရောက်တယ်ဆိုတော့အမှုဒီအမျိုးမျိုးကြုံလာမယ်တဲ့ဒီအရာတွေရေးထားတယ်နောက်ဆုံးမှဘာရေးထားလဲဆိုရင် လူမျိုးအပေါင်းတို့အားတက်တည်ဖြစ်မိအကြောင်းနိုင်ငံတော်နဲ့ရှင်တော်ဧဝံဂေလိတရားကိုလောကီနိုင်ငံအရရရှိသမျှ၌ဟောရမယ်တို့ပေမအဆုံးနေဖြစ်လေလူသားတိုင်းဒီသခင်ယေရှုဖခါကအပေငရေကနေကဲတင်တဲ့ဖခါဖြစ်တဲ့ဆိုတဲ့အရာကို လူသားတိုင်းကြားပြီးမှသခင်ယေရှုဖခါဒုရီယအကျင့်ကြွလာမယ်ဆိုတာအတိလင်းဖော်ပြထားတာဖြစ်တယ်အဲဒါကြောင့်အချိန်လည်းမပြောဘူးနာရီလည်းမပြောဘူးနေ့ရက်ကာလတွေလည်းမပြောပါဘူး ဒါပေမဲ့ကျမတို့သိထားမရကလူဒါတိုင်းသခင်ယေရှုဖရာရဲ့ကဲတင်ချင်းတည်င်းကောင်းကိုကြားဖို့ရအတွက်လူတာဖြစ်တယ်။အဲ့ဒါကြောင့်တင်စုသုံးတဲ့ခါမှာလူဒါတိုင်းအမြန်ဆုံးကဲတင်ချင်းရဖို့ရန်အတွက်နော်အားလုံးကဒီကဲတင်ချင်းတရားကိုကြားဖို့ရန်အတွက်ဟောပြောတဲ့သူတွေအတွက်စုတောင်းပေးရအောင် ဟောပြောတဲ့သူအတွက်ပံ့ပိုးပေးရအောင်ဟောပြောတဲ့သူတွေအတွက်ကျမတို့တတ်နိုင်သလောက်ပါဝင်ကြအောင် အဲ့ဒါကြောင့်လူသားတိုင်းသာပါဝင်နိုင်တဲ့အရာကဘာလဲဆိုရင်စုတောင်းခြင်းဖြစ်တယ်။သင်ဟာစကားပြောနိုင်တဲ့ဆိုရင်စုလည်းတောင်းနိုင်တာဖြစ်တယ်။ဗိုက်စားတယ်လို့ပြောနိုင်ပြီးပြောနိုင်ပြီးဆိုရင်သင်ဖရာသခင်ကိုစုတောင်းနိုင်ရမှာဖြစ်တယ်။ဖရာသခင်ကလူကိုဖန်ဆင်းတော့ကသူ့ကိုသူနဲ့မိသားအရဖွဲ့ဖို့ရန်အတွက်ဖန်ဆင်းတာဖြစ်တယ်။အဲ့ဒါကြောင့်ကျမတို့အခုချိန်မှာဘာနဲ့မိသားဖွဲ့စုတောင်းခြင်းနဲ့မိသားအရဖွဲ့ရမှာဖြစ်တယ်။ဖရာသခင်ကို စုတောင်းခြင်းဆိုတာကဖယားနဲ့အတူအကျွမ်းဝံမိတ္တရဖွဲ့ခြင်းဖြစ်တယ်။နေရစင်နဲ့အမျှကျမတို့ဖယားသခင်နဲ့စကားပြောဖို့ဒီအကြောင်းအရာတွေအတွက်ပေါ့နော်ကျမတို့အယူခံဝင်ပြီးတော့စုတောင်းပေးဖို့ဖြစ်တယ်။တယောက်နဲ့တယောက်အပြစ်တင်နေဖို့မဟုတ်ပဲနဲ့နော်တကယ်ပဲကျမတို့စုတောင်းပေးတဲ့လူအားလုံးကိုကျမတို့စုတောင်းဖို့ရန် စုတောင်းပေးဖို့ရန်အတွက်သင်ဟာစုတောင်း ဖို့ရအတွက်ခံထားခြင်းခံတဲ့သူဖြစ်တယ်ဆိုတဲ့အရာကျွန်မအဝင်ကချင်ပါဖြစ်ပါတယ်အဲ့ဒါကြောင့်ကျွန်မတို့ခမေးတော်မှာစုတုံးသမျှရဖို့ရအတွက်တင့်ကိုခွဲခတ်မှတ်သားတလို့ဒီခွဲခတ်မှတ်သားထားတဲ့အရာသခင်ယေရှုဖခင်ကမိမိကိုခံထားတော်မူတော့သူအမှု၌တစ္ဆာဆုံးတယ်ဆိုတဲ့အရာပေါ့နော်ကျွန်မတို့စုတုံးသမျှအရာလေးထဲမှာပျောက်သွားခြင်းမဟုတ်ဘဲနဲ့သခင်ယေရှုဖခင်ကကျွန်မတို့ကိုစုတုံးတဲ့အရာဒီအဖေပေးတော့ တက်တီအနေနဲ့ဖယားသခင်ရဲ့အသက်ရှင်ခြင်းတက်တီအနေနဲ့တင့်မှာမြင်တွေ့ရတဲ့ခါမှာအယံတင်အရင်ဆုံးပြောဆိုမဲ့သူကအယံပြောဆိုမဲ့သူကတင်ပဲဖြစ်တယ်အရင်ဆုံးပြောဆိုရမှာဖြစ်တယ်အိုးငါစုတုံးတဲ့ຢာဒီတခင်ယေရှုဖယားကတကယ်ပေးပါလားအိုးငါဒီအတွက်စုတုံးခဲ့တာဖယားကပေးပါလားဆိုတာအရင်ဆုံးပြောမှာကတင်ဖြစ်တယ် ဒီအရာဒီနှလုံးသားကိုဘုရားသခင်ကလူချင်တာဖြစ်တယ်ဆိုတဲ့ဒီနှုတ်ကပတ်တော်နဲ့အရောက်စီတိုင်းကိုခွန်အားပေးချင်တာဖြစ်ပါတယ်လို့ဂျာနာတို့အရောက်စီတိုင်းဖျားကောင်းကြီးပေးပါစေအာမင်